ရသခင်ကျေးဇူးတော်ချီးမွမ်းပါနဲ့နှုတ်ကပတ်တော်အဖြစ်သူတို့ကအစဉ်ချင်းခွန်အားယူဖို့ရန်အတွက်ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး16အပိုင်းငယ်9ထာဝရဘုရားကသူ၏မျက်နာသူ၏အရက်ကိုမကြည့်မရှုနှင့်သူ့ကိုငါပယ်ပြီထာဝရဘုရားသည်လူမြင်တဲ့ကဲ့သို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတံတန်ကိုချီးရှုတတ်၏ထာဝရဘုရားမူကားနှလုံးကိုချီးရှုတတ်သည်ဟုရှမွေလအားမိန်တော်မူ၏ ကျွန်တော်ဒီနှုတ်ကပတ်တော်ကပရောဖက်ကြီးရှမွေလကိုရီရှဲရဲ့သားတွေကတယောက်ကိုဘယင်နေရာမှာဗိသိက်ပေးဖို့ရန်အတွက်ဆေလွတ်တဲ့ခါမှာဖျားသခင်ပြောတဲ့စကားဖြစ်ပါတယ်။ရီရှဲရဲ့သားတွေကိုကြည့်တဲ့ခါမှာသားကြီးအေလီယာဘကိုမြင်လဲမြင်ရောအေလီယာဘရဲ့အရမောင်းမျက်နာအနေထားလောလောဆယ်သူထမ်းဆောင်နေတဲ့ရှောလူရဲ့တက်ထဲမှာစစ်သူရဲ့ဖြစ်တောင်းဝန်ထမ်းဆောင်နေတဲ့ဒါတွေကိုကြည့်ခြင်းအဖြစ်ဒီသားကြီးအေလီယာဘကတော့ဖျားသခင် ဘိသိက်ပေးမဲ့သူဣသရီလာလူမျိုးတွေရဲ့ဘယင်ဖြစ်ထိုက်တယ်ဆိုပြီးတော့စီလောင်းပြီးတော့ဘိသိက်ပေးဖို့လှုပ်တဲ့ခါမှာဘုရားသခင်ကတားပါတယ်ဘုရားသခင်ကပြောလဲဆိုရင်တော့အဲဒီသူ့ရဲ့မျက်နာသူ့ရဲ့အရက်အပြင်းပန်းအစင်းစံကိုမင်းမကြည့်ရှုနဲ့သူ့ကိုငါပေးပြီထတော်ဘုရားသည်တဲ့လူမြင်တကယ်သူမြင်တော်မူသည်မဟုတ်လူသည်အစင်းတံကိုကြည့်ရှုတတ်၏ထတော်ဘုရားမူကားနှလုံးကိုကြည့်ရှုတတ်သည်ဟုရှမွေလာအာမိန်တော်မူ၏ ဒီနေ့လူတွေကအစင်းတံအပြင်းပန်းကိုကြီးစုတက်ပါတယ်အသားဖြူလားအသားမဲလားအရက်ရှည်လားအရက်နှိမ်လားဝါလားပိန်လားဘယ်မျိုးမျိုးကစင်းသက်တာလဲသူကဘာရာထူးရှိလဲဘလောက်ပညာရည်ချင်းရှိလဲဘာပွဲတွေရလဲပတ်စံချမ်းသာလားဆင်းရဲလားလူတွေကအပြင်းပန်းအစင်းတံကိုကြီးစုတက်ပါတယ်ဒါပေမဲ့ဘုရားသခင်ကတော့အတွင်းနှလုံးသားကိုပဲကြည့်တယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်ဒါကြောင့်ချစ်တော်စီတိုင်းကျွန်တော်တို့ရဲ့ဘဝအတ္တတာထဲမှာ အတွင်းကို ကြည်မြင်တတ်ဖို့အင်မတန်ရည်ကြီးပါတယ်။ဖရာသခင်ရဲ့သဘောအတိုင်းကျွန်တော်တို့ကအသက်ရှင်ပြီးတော့ဘယ်အရာကိုပဲကြည့်ကြည့်အတွင်းရဲ့သဘောကို မြင်တတ်ဖို့အင်မတန်ရည်ကြီးပါတယ်။အပြင်ပန်းနဲ့မဆုံးဖြတ်လိုက်ဖို့အပြင်ပန်းနဲ့မရွေးချယ်မိလိုက်ဖို့အင်မတန်မှအရေးကြီးပါတယ်။မဿဲခန်းကြီးခုနှစ်အပိုင်ငယ်15နဲ့20ကိုကြည့်ရင်တခင်ရှိခွတော်ဖျားကမိစ္ဆာပရောဖက်နဲ့ဖျားရဲ့ပရောဖက်ဘလို့ခွဲမလဲဆိုတဲ့အရာကို ဖော်ပြထားပါတယ်မိစ္ဆာပရောဖက်ကဘာနဲ့နိုင်တာလဲဆိုတော့တိုးရီခြုံထားတဲ့တော်ခွေးနဲ့နိုင်တာပါတယ်တိုးရီကိုခြုံထားတဲ့အတွက်ကြောင့်ဘုံခွင်းနဲ့ကြည့်လိုက်ရင်သူကတိုးပဲဒါပေမဲ့အတွင်းကို မြင်အောင်ကြည့်တော့မှသူကတော်ခွေးဖြစ်နေပါတယ်ဒါကြောင့်မို့အပြင်ကတိုးပဲနော်အတွင်းကို မြင်တတ်ဖို့အင်မတန်ရည်ကြီးပါတယ်မိစ္ဆာပရောဖက်ဟုတ်မဟုတ်ဒီလူကဖះရဲ့လူမဟုတ်မဟုတ်ဘာနဲ့ကြည့်ရမလဲ။ तू ဘလောက်အောင်မြင်လဲ ူဘလောက်ကြော်ကြလဲသူဘလောက်နာမည်ကြီးလဲသူဘလောက်ချမ်းသာလဲသူဘလောက်ထိဟောပြောကောင်းလဲအဲ့ဒါကိုကြည့်လို့မရပါဘူးကျွန်တော်တို့ကဘာကိုကြည့်ရမလဲဆိုတော့အတွင်းကိုကြည့်ဖို့အင်မတန်ရေးကြည့်ပါတယ်အတွင်းဆိုတာဘာလဲသူ့ရဲ့အသက်ရှင်ခြင်းလက္ခဏာဖြစ်ပါတယ်ဒါကြောင့်မို့သခင်ရှုကပြောပါတယ်မဿဲခန်းကြီးခုနှစ်အပိုင်ငယ်၃၀မှာတို့ဖြစ်ရင်ထိုပရောဖက်တို့၏အကျင့်ကိုထောက်တော်သူတို့၏သဘောကိုသိရကြလိမ့်မည်အကျင့်ကိုထောက်ပြီးတော့မှတနည်းအားဖြင့်သူ့ရဲ့အသက်ရှင်ခြင်းလက္ခဏာသူဘလို့အသက်ရှင်လဲဆိုတာကိုကြည့်ရမယ်ဒါကြောင့်မို့ ်သူတို့ဘာလုပ်နိုင်လဲဆိုတာထက်ဘလို့အသက်ရှင်လဲဆိုတာကိုမြင်တတ်ပါစေဖခင်ရဲ့လူဟုတ်မဟုတ်သင်ဘလို့ခွဲမလဲသူတို့ဘာတွေလုပ်နိုင်လဲဆိုတာကိုကြည့်လိုက်ရင်တော့သင်မှားသွားလိမ့်မယ်သူတို့ဘာလုပ်နိုင်လဲဆိုတာထက်သူတို့ဘလို့အသက်ရှင်လဲအဲ့ဒီလူဟာဖခင်လူဟုတ်မဟုတ်သူ့ရဲ့အသက်ရှင်ခြင်းကိုပဲသင်ကမြင်တတ်ဖို့အင်မတန်ရေးကြီးပါတယ်သူ့ရဲ့ဘလို့အသက်ရှင်ခြင်းကိုမြင်ရမလဲနှိမ့်ချခြင်းတစ်ချက်နဲ့လုံလောက်ပါလေမိစ္ဆာပရောဖက်ဖျားလူမဟုတ်တဲ့သူက ဟန်ဆောင်ပြီးတော့နှိမ့်ချကောင်းနှိမ့်ချနိုင်ပါတယ်ဒါပေမဲ့ရေရှည်မနှိမ့်ချနိုင်ဘူးဖျားလူရဲ့သဘောကနှိမ့်ချခြင်းကိုရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝအတ္တဓာတ်ထဲမှာဒီသူဒီဖျားလူဟုတ်မဟုတ်ဘယ်လိုခွဲမလဲနှိမ့်ချခြင်းနဲ့ခွဲရမယ်နှိမ့်ချခြင်းကသူ့ရဲ့အတ္တဓာတ်ထဲမှာပေါ်လွင်နေရင်အဲ့ဒါဖျားလူဟုတ်တယ်ဒါပေမဲ့ဟန်ဆောင်ပြီးတော့နှိမ့်ချတာရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့မိစ္ဆာပရောဖက်ဖျားလူမဟုတ်တဲ့သူကဘတော်မှကြာကြာမဟန်ဆောင်နိုင်ပါဘူး။ ။ဘာဖြစ်လို့လဲဆိုတော့ဖះရဲ့သဘောကနှိမ့်ချခြင်းဖြစ်တယ်လို့စာဒမနဲ့ရဲ့သဘောကနတ်ဆိုးရဲ့သဘောကမာနာကြီးခြင်းသဘောဖြစ်ပါတယ်။ဒါကြောင့်မို့သင်ကဖះလူဟုတ်လားမဟုတ်လားဆိုတော့ဘလို့ခွဲမလဲဆိုရင်တော့အတွင်းထဲမှာသူ့ရဲ့အသက်ရှင်ခြင်းလက္ခဏာကိုမြင်တတ်ဖို့ဖြစ်တယ်။ဘလို့အသက်ရှင်ခြင်းလက္ခဏာလဲဆိုရင်တော့နှိမ့်ချခြင်းဆိုတဲ့တစ်ချက်နဲ့လုံလောက်ပါတယ်။အတွင်းကိုမြင်ပြီးတော့ဖះလူဟုတ်မဟုတ်ခွဲခြားနားလည်ဖို့အင်မတန်ရည်ကြီးပါတယ်။ကျောင်းမသက်ခန်းကြီး73မှာ အပိုင်ငယ်25ကိုကြည့်တဲ့အခါမှာကောင်းသောစပါးနဲ့တောပင်ဒီနှစ်ခုကိုဖော်ပြထားပါတယ်ကောင်းသောစပါးကဖခင်ရဲ့နိုင်ငံတော်သားဖြစ်ပြီးတော့တောပင်ကတော့နတ်ဆိုးရဲ့သားဖြစ်ပါတယ်ဘသူကကောင်းတဲ့စပါးဘသူကတောပင်လဲဆိုတော့ကျွန်တော်ဘယ်လိုခွဲမလဲအပြင်ပန်းကြည့်မယ်ဆိုရင်တော့ပြင်ပလက္ခဏာတူတယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်တောပင်လဲအဲ့ဒီလိုပုံစံပဲကောင်းသောစပါးကလည်းအဲ့ဒီလိုပုံစံပဲဒါပေမဲ့အတွင်းမှာမတူဘူး ကောင်းသောစဘာရဲ့အတွင်းမှာအစိအဆန်ရှိတယ်။တောပင်ရဲ့အတွင်းထဲမှာတော့ဘာအစိအဆန်မှမရှိပါဘူး။ဒါကြောင့်မို့တောပင်တွေဒီအမြဲတမ်းထောင်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 ဖြစ်နေတတ်ပါလေ။ကောင်းသောစဘာကတော့ဖျားသခင်ရဲ့နိုင်ငံတော်သားကတော့အထဲထဲမှာအစိအဆန်ရှိတဲ့ခါမှာအမြဲတမ်းညှို့ကိုင်းနေတယ်။ဒါကြောင့်မို့ဒီမှာလဲပေါ့ကြည့်ရင်တွေ့ရလေ။နှိမ့်ချခြင်းကိုကြည့်ရင်တွေ့ရပါလေ။ဖျားသားသမီးရဲ့လက္ခဏာဖျားနိုင်ငံတော်သားရဲ့လက္ခဏာကနှိမ်ချခြင်းရှိကိုရှိတယ်လို့ဖော်ပြပါတယ်။ဒါကြောင့်မို့ဝိညာဉ်အသီးကိုလုံးထဲမှာ နှိမ့်ချခြင်းဆိုတဲ့အသီးအားမရေးထားဘူး။ဘာလို့မရေးထားလဲဆိုရင်တော့အသီးမှန်ရင်အဲ့ဒီအကိုင်းကအသီးသီးတာနဲ့အလိုလိုကွေးညွတ်သွားပါလေ။ဒါကြောင့်မို့ဝိညာဉ်အသီးသီးလာတာနဲ့အဲ့ဒီလူတရားရဲ့အသက်တာကနှိမ့်ချသွားတယ်။ခြေတော်စီတိုင်းကောင်းသောစပါးကကွေးညွတ်ပြီးတော့နှိမ့်ချတဲ့သဘောရှိသလိုတောပင်ကတော့လက္ခဏာပြင်ပလက္ခဏာတူပေမဲ့အထဲမှာအဆံမရှိတဲ့အခါမှာသူကမာနာကြီးပြီးတော့ထောင်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 ဖြစ်နေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်။သရိုသမီး၁၀ယောက်မှလည်းကြည်ပါ မိခွန်ရှိတာချင်းအတူတူပဲဒါပေမဲ့ပညာရှိသူတို့သမီး9ယောက်ကတော့အထဲထဲမှာပါရှိလဲဆိုစီရှိတယ်မိုက်သောသူတို့သမီး9ယောက်အထဲထဲမှာစီမရှိဘူးအပြင်နဲ့ခွဲမယ်ဆိုရင်ဘလို့မှခွဲလို့မရအောင်အားလုံးကသူတို့သမီးဝတ်ဆောင်ဝတ်ထားတယ်အားလုံးမှာမိခွန်ရှိတယ်ဟာတခါတည်းမှာမိုက်သောသူတို့သမီးတွေကပို့တော်လှိုင်းအောင်လှနေပါအောင်ပဲပို့ပြီးတော့သူကချမ်းသာရင်ချမ်းသာနေမှာပို့ပြီးတော့ပညာရှိရင်ရှိနေမှာပို့ပြီးတော့နာမည်ကြီးရင်ကြီးနေအောင်ပဲဒါပေမဲ့အပြင်ပန်းကိုမကြည့်ပါနဲ့အတွင်းကိုမြင်တတ်ဖို့ရည်ကြီးတယ်အတွင်းမှာတန်ရှင်းသောဝိညာဉ်တော်ရဲ့ တစိုက်ခတ်ခြင်းဆိုတဲ့စီရှိဖို့အင်မတန်ရည်ကြီးပါတယ်။ဒါကြောင့်မချသောစီတိုင်းအပြင်နဲ့သင်မဆုံးဖြတ်မိပါစေနဲ့။နှုတ်ကပတ်တော်တစ်ခုကိုနားထောင်တဲ့အခါမှာသင်အပြင်နဲ့ဟာနားထောင်လို့ကောင်းတယ်မကောင်းဘူးအဲ့ဒီအရာနဲ့မဆုံးဖြတ်မိပါစေနဲ့။တရားဒေသနာတစ်ပုဒ်ကိုနားထောင်တဲ့အခါမှာသတ်သိခံချက်တစ်ပုဒ်ကိုနားထောင်တဲ့အခါမှာနှုတ်ကပတ်တော်နဲ့ညီမညီဘယ်လိုပိုင်းခြားမလဲ။သင်ရဲ့ဇာတိကိုအားကြီးစေရင်အဲ့ဒါဖျားနှုတ်ကပတ်တော်နဲ့မညီဘူး။သင်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ပြီးတော့လူချင်းတတ်မှတ်တဲ့စိတ်တွေပုံများလာမယ်။ ပို့ပြီးတော့ကြော်ကြားခြင်းလာမယ်ပို့ပြီးတော့လောဘတွေကြီးလာမယ်ဆိုရင်တော့အဲ့ဒါဖခင်နှုတ်ကပတ်တော်နဲ့မညီတော့ဘူးဖခင်ရဲ့နှုတ်ကပတ်တော်ကသင်ရဲ့ဇာတိကိုအားနည်းစေတာဖြစ်တယ်အတွင်းလူဝိညာဉ်လူကိုပဲခွန်အားနဲ့မြဲမြံခိုင်ခန့်စေတာဖြစ်ပါတယ်ဒါကြောင့်မို့တရားဒေသနာတပုတ်ကသင်ရဲ့ဇာတိကိုအားကြီးရင်အားကြီးစေရင်နှုတ်ကပတ်တော်နဲ့မညီတော့ဘူးတရားဒေသနာတပုတ်ကိုသင်ကနားထောင်လိုက်မယ်အဲ့ဒီနှုတ်ကပတ်တော်ကလောကအရာတွေကိုပဲဆွဲလန်းဖို့တွန်းအားပေးနေရဲ့ အဲ့ဒါဖះရဲ့နှုတ်ကပတ်တော်စကားနဲ့မညီတော့ဖះနှုတ်ကပတ်တော်ကအထက်အရာတွေကိုပဲဆွဲလန်းဖို့ဖော်ပြထားပါလေ။ဒါကြောင့်ခြေတော်စီတိုင်းကျွန်တော်တို့ဟောပြောတာကောင်းတိုင်းကျွန်တော်တို့အကြိုက်နဲ့ညီတိုင်းသွားပြီးတော့အပြင်းပန်းကိုကြည့်ပြီးတော့သင်မဆုံးဖြတ်လိုက်ပါနဲ့။အတွင်းကိုမြင်တတ်ဖို့အင်မတန်အရေးကြီးပါလေ။ဒါကြောင့်မို့သခင်ရှုခွတ်တော်ဖះကရှင်မသက်ခရစ်ခိုင်း23အပိုင်ငယ်25မှာလှုပ်ဝတ်သောဂျမ်းပြူစီယာဖာရီရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏။အကြောင်းမူကားဖလားလင်ပန်းကို အပြင်၌စေကြောကြ၏အတွင်း၌ကလူယူခြင်းမတရားသဖြင့်ကျင့်ခြင်းနှင့်ပြည့်လျက်ရှိ၏တခင်ရှုက ပြောပါလေအပြင်ပန်းကိုတော့မင်းတို့ကစေကြောတယ်ဒါပေမဲ့အတွင်းထဲမှာတော့မတရားသဖြင့်ပြုခြင်းနှင့်လူယူခြင်းနှင့်ကပြည့်နေတယ်ဒါပေမဲ့ဘုရားသခင်ကလူတစ်ယောက်ကိုကြည်တိုင်းကြည်တိုင်းဆုံးဖြတ်ချက်တစ်ခုချတိုင်းချတိုင်းအတွင်းကိုပဲကြည့်တယ်ဘုရားသခင်ဖြစ်ပါတယ်လူကအပြင်ပန်းအစင်းတံကိုကြည့်ရှုတတ်တယ်ထာဝရဘုရားမူကနှလုံးကိုကြည့်ရှုတတ်ပါတယ်ဒါကြောင့်မို့ဖះလူဟုတ်မဟုတ် ဖျားသခင်နိုင်ငံတော်သားဟုတ်မဟုတ်ဖျားသခင်ရဲ့တရိုးသမီးဟုတ်မဟုတ်ကျွန်တော်အပြင်ပန်းနဲ့မဆုံးဖြတ်လိုက်ပါနဲ့ဒီနှုတ်ကပတ်တော်တရားဒေသနာတစ်ခုဟာဖျားရဲ့နှုတ်ကပတ်တော်ဟုတ်မဟုတ်ကျွန်တော်တို့အကြိုက်နဲ့ကောင်းတယ်ဆိုတဲ့အရာနဲ့မဆုံးဖြတ်လိုက်ပါနဲ့ဒီနေ့အတွင်းကိုမြင်အောင်ကြည့်ထပ်ဖို့အင်မတန်ရည်ကြည့်ပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကိုရစီတိုင်းအပြင်ပန်းကိုကြည့်ပြီးဆုံးဖြတ်အသက်ရှင်ခြင်းမဟုတ်ဘဲနဲ့အတွင်းနှလုံးသားသဘောကိုမြင်အောင်ကြည့်တတ်ပြီးတော့ ဖရာရဲ့နှုတ်ကပတ်တော်နဲ့အညီရှောင်းလန်းနိုင်တော်သူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျာရှင်ကောင်းကြီးပေးပါစေ